က်ဆွေးရည်သို့မဟုတ်ထိပ်သီးဆွေးနွေးပွဲကျင်းပဖို့ယူကရိန်းနိုင်ငံရဲ့အဆိုပြုချက်ကိုရုရှားသမ္မတဗလာဒီမာပူတင်ကပယ်ချခဲ့ပြီးအကြမ်းဖက်သမားတွေနဲ့မဆွေးနွေးဘူးလို့ပြောပါရယ်ယူကရိန်းတာဝန်ရှိသူတွေနဲ့တိုက်ရိုက်ဆွေးနွေးဖို့ဒီသတင်းပတ်အစောပိုင်းကအစ္စတန်ဘူမြို့မှာရုရှားကိုယ်စားလှယ်ဖွဲ့ကိုဦးဆောင်ခဲ့တဲ့ဗလာဒီမာမီဒင်စကီးကမနေ့ကပူတင်ကိုအွန်လိုင်းကတဆင့်ရှင်းလင်းတင်ပြခဲ့ပါရယ် ပူတင်နဲ့ယူကရိန်းသမ္မတဇလန်စကီကြားထိပ်သီးဆွေးနွေးမှုကျင်းပရေးကြိုတင်ပြင်ဆင်ဖို့ရက်30တို့မဟုတ်ရက်60ချွင်းချက်မရှိအပြစ်ခတ်ရန်ဆဲဖို့ယူကရိန်းနိုင်ငံကအဆိုပြုခဲ့တယ်လို့မီဒင်စကီကပြောပါရယ်မကြသေးမီရပိုင်းတွင်ရုရှားနိုင်ငံအနောက်ပိုင်း Bryans နဲ့ Crash ဒေတာရှိတံတားနှစ်စင်းကိုဘုံခွဲမှုကြောင့်လူခဏဦးသေဆုံးကအခြားသူတွေတန်ရာရရှိတာဟာအကြမ်းဖက်တိုက်ခိုက်မှုလို့ပူတင်ကပြောပါရယ် အပြစ်ခတ်ရစဲမှုကြောင့်ယူကရိန်းနိုင်ငံကအနောက်နိုင်ငံတို့စစ်လက်နက်တွေနဲ့အခြားအကြမ်းဖက်မှုတွေလှုပ်ဆောင်ရေးပြင်ဆင်ခွင့်ရသွားမယ်လို့၎င်းကဆက်ပြောပါရယ်။ပူတင်ဟာယခင်ကဇလန်စကီးကိုတက်တန်းကုံဆုံးသွားတဲ့တရားမဝင်သမ္မတတဦးလို့ဆိုပြီးဆွေးနွေးပတ်တဦးအဖြစ်ပယ်ချခဲ့ပါရယ်။ယူကရိန်းနိုင်ငံကထိုးစစ်ဆင်မှုအချိန်မြင့်လာတာကြောင့်ပူတင်ကသဘောထားတင်းမာတဲ့ရည်တည်ချက်ရှိခဲ့ပါရယ်။ ပူတင်ဟာပုံရံမင်းကြီးလီယို14နဲ့ဖုန်းနဲ့ပြောဆိုခဲ့တယ်လို့ရုရှားသမ္မတယုံကဇွန်လ၄ရက်နေ့မှာကြေညာခဲ့ပါတယ်။နိုင်ငံရေးနဲ့တန်တမန်နီးလန်းတွေကတဆင်ယူကရိန်းမှာငြိမ်းချမ်းရေးရရှိဖို့ရည်ရွယ်တယ်လို့ပုံရံမင်းကြီးနဲ့ပထမဆုံးချိန်ဖုန်းပြောဆိုမှုမှာပူတင်ကထက်လောင်းအတည်ပြုခဲ့ပြီးတရားမျှတတဲ့ဗတ်ဆောင်ပါဝင်တဲ့အဖြစ်တစ်ခုရရှိဖို့ပြည်ပခဖြစ်ပွားရတဲ့အကြောင်းရင်းကိုဖြေရှင်းရမယ်လို့ဆိုပါတယ်။ယူကရိန်းပြည်ပခဖြေရှင်းရမှာကူညီဖို့အဆင်သင့်ဖြစ်မှုကြောင့် ပုံဟန်မင်းကြီးကိုကျေးဇူးတင်ရှိတယ်လို့လည်းပူတင်ကပြောပါရယ်ရုရှားကဘော်တစ်ဒေသကိုတိုက်ခိုက်ရင် စီစီညံ့ညံ့ကြေတဲ့အထိလက်တုံးပြန်မယ်လို့နေတိုးဖွဲ့တွင်မှုချုပ်မက်ခရူတေးကသတိပေးခဲ့ပြီးနေတိုးဖွဲ့ရဲ့ပိုင်နက်နယ်မြေတလမတိုင်းကိုကာကွယ်မဲ့ဂရီးကဝတ်ကိုထက်လောင်းအတည်ပြုလိုက်ပါတယ်။ရုရှားကနေတိုးဖွဲ့ဝင်ကိုတိုက်ခိုက်လာရင်စီစီညံ့ညံ့ကြေတဲ့အထိလက်တုံးပြန်မှုခံရမယ်ဆိုတာဗလာဒီမာပူတင်သိသင့်ပါတယ်။ ဒါကိုလည်းသူသိပါတယ်လို့ဘယ်လ်ဂျီယံနိုင်ငံဘရက်ဆဲမြို့မှာကျင်းပတဲ့နေတိုးအဖွဲ့ကာကွယ်ဝင်ကြီးများအစည်းအဝေးမတိုင်မီသတင်းစာရှင်းလင်းပွဲမှာ၎င်းကပြောကြားခဲ့တာပါကာကွယ်ရေးတုံးစိမ့်မှာမရှိမဖြစ်လိုအပ်ပြီးနေတိုးအဖွဲ့ဝင်အများစုဟာဒီနှစ်မှာ GDP ရဲ့200ခိုင်နှုန်းအထိကာကွယ်ဘတ်ဂျက်သုံးဆွဲမဲ့လမ်းကြောင်းပေါ်ရောက်နေပြီလို့သူကဆိုပါတယ် ဥရောပတိုင်းကနေအမေရိကန်တပ်ဖွဲ့တွေရုတ်သိမ်းမှုနဲ့ပတ်သက်တဲ့ထင်မြင်ယူဆချက်တွေကို၎င်းကပယ်ချခဲ့ပြီးအမေရိကန်ရဲ့ရည်တည်ချက်ကိုမေကွန်ထုတ်တာရပ်တန့်ဖို့မဟာမိတ်တွေကိုတိုက်တွန်းခဲ့ပါတယ်။လက်ရှိမှာအမေရိကန်တပ်ဖွဲ့တွေဥရောပတိုင်းကနေရုတ်သိမ်းမဲ့အစီအစဉ်တွေမရှိပါဘူး။အမေရိကန်နိုင်ငံက NATO ဖွဲ့ကိုကာကွယ်ပေးဖို့တန်နိဋ္ဌာန်ချထားပါတယ်။နေတိုးဖွဲ့ဝင်တွေနဲ့ကနေဒါကကာကွယ်ရေးဖက်ချက်ပုံမှုသုံးဆွဲဖို့အမေရိကန်နိုင်ငံကမျှော်လင့်ပါတယ်လို့သူကဆက်ပြောပါတယ်။ ဇွန်လ24ရက်နေ့ကနေ26ရက်ထိဒီဟိတ်မြို့မှာကျင်းပမဲ့နေတိုးဖွဲ့ထိပ်သီးဆွေးနွေးပွဲကိုတက်ရောက်ဖို့ ယူကရိန်းနိုင်ငံကိုဖိတ်ကြားထားတယ်လို့၎င်းကအတည်ပြုခဲ့ပါတယ်။ဒီလကုံဆွစ်ဇာလန်နိုင်ငံဒီဟိတ်မြို့မှာကျင်းပမဲ့နေတိုးထိပ်သီးဆွေးနွေးပွဲမှာတက်ရောက်ဖို့ယူကရိန်းကိုဖိတ်ကြားထားပါတယ်လို့သူကပြောပါတယ်။